။တရားတွေကိုလည်းကြူးဆိုင်အောင်။နည်းနည်းရောင်းလိုက်စိတ်ထဲတော့ပြောက်ဖို့လည်းမင်းနဲ့အောင်။မနက်စာလာပို့တာ။ကျွန်တော်မမာတော့တော့။တိရလေမမာထားအောင်ဆိုတော့ဒါမဲ့ကိုရဲ့ရမနက်စာကိုဘယ်ဆိုင်မှာစားလို့ရတယ်ဆိုတာကိုသိလို့လား ပတ်စံပေးစရာမလိုဘူးနော်။ဒါပေမဲ့ညင်းစီလာပေးရဲ့မနှက်စာလေးကိုတော့လက်ခံပြီးတော့စားပေးပါ။ကိုနေလာတဲ့လူတယောက်ကိုညင်းစီကအဲဝဲကြည်စင်တို့ပါ။ရ။ကျန်ရတော့နောက်မှပဲလာယူတော့မယ်။ခရီးထားလိုက်။ကျေးဇူးပါ။ကိုင်းလက်ကဘလို့ဖြစ်တာလဲလက်က မျက်နှာမှာလည်းဒဏ်ရာကြီးနဲ့ဘလို့ဖြစ်တာလဲစေရထည့်ပြီးပြီလားကျွန်တော်ရေခဲတော့ကထားပါဘူးရေခဲပဲကတ်လို့ပဲဖြစ်ပါမလဲဟိုစေရန်တော့မလားရင်းနှီးစီလိုက်ပို့ပေးပေးမယ်ကြာပါလေထားလိုက်ပါကျွန်တော်မသွားတော့ဘူးအဲ့လိုမလုပ်ပါနဲ့ဟိုအိမ်မှာဆေးရှည်လားနှီးစီဆေးထည့်ပေးမယ်လေနှီးစီဆေးထည့်ပေးပြစေမငင်းပါနဲ့တော်ကြလက်ကတန်ရာပုံဆိုးလာရင်ဒုက္ခပဲ လာပါနေ့စီစိတ်ထဲပြီမယ်နော်ကိုရရင်ဘာလို့ဒီနေ့ကြိုက်ဆက်မမာတော့တာလဲ။အဲကျွန်တော်ကိုဘတာကိုချက်စားလို့ပါ။ကိုဘတာကိုချက်စားမယ်လို့ပြောရအောင်။ကိုရရင်အလုပ်တင်နေအားလို့လား။အားဟုတ်လည်းမအားပါဘူးဗျာ။ဒါပေမဲ့ ကျွန်တော်ကလေအဲ့အတီးရွေးကြော်ရယ်ဆိုနူးဤနေပြီဆိုမစားတတ်ဘူးအာ sorry ညစီကိုယ်တိုင်းအတီးရွေးတေကိုခက်ဆဲဆင်းကြော်ပြီးလာပို့ပေးမယ်ဆိုရင်ရော Sorry. ြည့်ဟုတ်ဟုတ်တယ်ပြီးသွားပြီကိုရင်အဲ့ဆိုသမင်းကြိုက်ဆက်မအောင်မလားငင်းနဲ့နော်ကိုရရင်ရတာလာပို့ပေးပါလို့တခွန်းနဲ့တာပြောလိုက်မင်းစီကကိုရရင်အကြိုက် အကုန်လုံးတာဝန်ယူပေးတာပို့ပေးမှာနော်တရားရုပ်လည်းကြူးဆောင်ပါနည်းနည်းရောင်းလိုက်စီကံတော့ပြောက်ဖို့လည်းမင်းနဲ့အောင်ပြီလေဟုတ်လားဟုတ်တယ်ပြီပြီနာနေသေးလို့လား ဖြစ်ပြီးဆိုကြောင်းတော့ဟုတ်ဟုတ်တယ်။ညစာအနေပြီးတော့ညတော့ချင်နေတယ်။အေးဒီတော့မှလိုချင်ရတာလေ။ဘုမမာနဲ့အခုဒီတော့ချက်တယ်။ဟုတ်တယ်။ဘာမှသိရသွားမှမရှိဘူး။တခါလာတခုတခါလာတခု။အေးမင်းဟောက်ဖက်သွားပြီ။ဘာကြီးဘာတို့ဘောလဲ။ရန်ကုန်ကလာတဲ့သေးလူရောင်အတွက်လေ။ ဒေါ်လေးတို့ဆရာသမီးကြိုက်မယူတော့ဘူးလေသမီးရဲ့ဒေါ်လေးရဲ့စားသုံးသူတယောက်ရောတာနဲ့အများစီးပွားရေးကြတာပဲလေအဲ့တော့တမီးတို့စီကနေဘာကြောင့်ထမင်းကြိုက်မျိုးရောလဲလို့တမီးကိုယ်တိုင်သွားပြီးအင်တာဗျူးလိုက်တဲ့အခါမှာတော့အတီးရွယ်ကြော်အကြောင်းထမင်းကြိုက်မျိုးရောတာပါတဲ့အဲ့တော့တမီးကလေ ကျမရဲ့ဒေါ်လေးမလိမ္မိုးမလိမ္မာမလိမ္မာတစ်ခါမိုက်ကလေးကိုတစ်ခါလောက်ခွင့်လို့ပေးပါနောက်ထမိတ်ကြိုက်နေပို့ရင်ကျမကိုယ်တိုင်တာဝန်ယူပြီးချက်ပြုတ်ပေးပါမယ်လို့မနေ့တောင်းပန်ပြီးတဲ့အခါမှာတော့ထိုလူသားကဟော်ရီယာနှစ်သမီးလေးကိုယ်တိုင်ချက်ပြုတ်ပေးတဲ့ထမင်းနေဟင်းနေကိုပြန်လဲစားသုံးတော်မူစေတည်းဆိုပြီးတော့စောင့်ဖြက်လိုက်ပါတယ်ရှင်ကောင်းပါလေနော်ဘာတွေရှောက်ပြောနေရလဲငါအကောင်းပြောတယ်မှတ်လို့ ြောတာပါစကလုံးလေးတွေကြီးကျယ်ခမ်းနားသွားအောင်လို့ရှေးကနန်းတွင်သုံးစကလုံးလေးတွေကိုညှက်သုံးလိုက်တာအေးပေါ်လေးဒေါ်လေးလိုတောသူမအညတရလေးရတော့ဟော်ရီလိုကြီးကျယ်ခမ်းနားလာတဲ့စကလုံးလေးတွေနားလေဖို့ပင်ညာမိပါမလဲအမအင်းသနားလိုက်တာအင်းဒေါ်လေးရှင်ဆိုင်အောင်ကောင်းကောင်းဆောင်အပြင်နေရှောက်မသွားနဲ့ရှောက်လည်းမစော့နဲ့နော်ဟုတ်ပါဘူးသမီးတိုက်ပို့ပြီးချက်ချင်းပြန်လာမယ် 大呗？宝贝，啦啦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 ，啦啦啦啦啦啦。<laughs> <laughs> ညလူတွေဟုတ်ကျွန်တော်မှမမိဘူးဆိုပေမဲ့လူချင်းတွေ့ရင်တော့ဘဲသူဘဲဝါဆိုတာကျွန်တော်ပြောလို့ရတယ်အဲ့ကြောင့်ခမရတို့အားလုံးအခုလိုခေါ်လိုက်ရတယ်ကျွန်ခမရတို့သခိုးလို့ဆွဆွဲနေတာမဟုတ်ဘူးဒါပေမဲ့ဒီကိစ္စအတွင်းလူပါမှာခိုးလို့ရမယ့်ကိစ္စမျိုးဆိုတော့သခိုးနဲ့ကြံရပါတယ်ဘဲသူဘဲဝါဆိုတာကျွန်တော်တီးဖို့အခုလိုခေါ်လိုက်ရတယ်ကျွန်တော်တာဝန်ဖြစ်တဲ့အတွက်လုံသဘောရနားလဲပေးစီချင် ကိုရဲ့ဒီထဲမှာညကိုရဲ့မြင်ခဲ့တဲ့သူပါလားကို